2025ခုနှစ်အောက်တိုဘာလ17ရက်မှ19ရက်နေ့အတွင်းကရင်မျိုးသားစည်းရုံးမှထုတ်လွှင့်ခဲ့သောအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏လူအခွင့်အရေးချိုးဖောက်မှုများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စိုက်ထုံမျိုးနဲ့ကြောက်ဖြာကြီးရွာအုပ်စုအတွင်းအောက်တိုဘာလ17ရက်နေ့တွင်အကြမ်းဖက်စစ်တပ်မှလေယာဉ်ဖြင့်ဘုံဒီစေလုံးကျဲချခဲ့သည့်အတွက်ကြောင့်ပြည်သူတို့ဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်ခုနှလုံးပျက်စီးခဲ့ရပါတယ်။ စော်တီမြို့နယ်အတွင်းအော်တိုဘာလာရှယ်နေတွင်အကြမ်းဖက်စစ်တပ်မှဂျက်ဖိုက်တာဖြင့်ဘုံကျဲတိုက်ခိုက်မှု12ကြိမ်ပြုလုပ်ခဲ့ပြီးဘုံဒီ24လုံးကျဲချခဲ့သည့်အတွက်ကွင်းဒလာ၄ကြိမ်ရွာမှပြည်သူတို့ဒေဆုံးပြီးလူဦးတန်ရာရရှိခဲ့သလိုလူနေအိမ်နှလုံးထိခိုက်ပျက်စီးခဲ့ရပါတယ်။ဒါပြင်ညောင်မေကြီးကျေးရွာမှဘုံကြီးကျောင်းတစ်ကျောင်းမင်္ဂလာကုန်းကျေးရွာမှဘုံကြီးကျောင်းတစ်ကျောင်းနဲ့ တက်ကဲကောင်းကြီးရွာမှာစတိချောင်းတချောင်းတို့ပါထိမှန်ပျက်စီးခဲ့ရပါသည်ထီမိုဘွားနေမြေထီခီကြီးရွာဘုံကျဲတက်ခိုင်းမှုတွေလည်းပြည်သူတို့အူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအဆောက်အအုံတစ်လုံးပျက်စီးခဲ့ရပါတယ်